ဒီနိုင်ငံကတစ်ချိန်တုန်းကစစ်မြေပြင်အတီးနဲ့ဆုံးရှုံးမှုတွေများခဲ့ပေမဲ့အခုချိန်မှာတော့နီးပညာနဲ့စီးပွားရေးတဟုန်တိုးတိုးတက်လာတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။တစ်ချိန်တုန်းကဒီနိုင်ငံကစစ်ပွဲကြီးနဲ့ပျက်စီးမှုတွေပြင်းထန်နေပြီးအမေရိကန်ကနေဘုံတစ်ချိန်လုံးကျဲခန့်နေရတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ဒီနိုင်ငံရဲ့နာမည်ကိုပြောလိုက်တာနဲ့စစ်ပွဲတွေနဲ့ပြင်းထန်နေတဲ့နိုင်ငံအမေရိကန်နဲ့စစ်ဖြစ်ခဲ့တဲ့အာဆီယံနိုင်ငံဆိုတဲ့အတန်တွေကအမှတ်တရစိတ်တစ်ခုလိုကပ်ပါနေတာပဲဖြစ်ပါတယ်။ အရင်တုန်းကအဖိုးကြီးရဆာလို့လူပြိုအစုံတနိုင်ငံလုံးကယောက်ျားလေးတွေစစ်ထဲဝင်ခဲ့ရတဲ့ဒီနိုင်ငံကအခုချိန်မှာတော့အာဆီယံနိုင်ငံတွေထဲမှာတိုးတက်မှုနှုန်းအမြင့်ဆုံးနဲ့ဤပညာမြင့်နိုင်ငံတစ်ခုဖြစ်လာနေပါပြီ။ဒီနိုင်ငံကတော့ဗီယက်နမ်နိုင်ငံပဲဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံလိုမျိုးအနောက်တိုင်းနိုင်ငံကြီးတခုနဲ့စစ်ဖြစ်ပြီးတော့ပြန်လည်ထူထောင်နိုင်ဖို့ဆိုတာခရင်လှပါတယ်။ ဒါပေမဲ့ VNN ကတော့ပြန်လည်ထူထောင်ယုံတာမကပဲအာဆီယံရဲ့အတိုးတက်ဆုံးနိုင်ငံတွေထဲမှာစင်ကာပူပြီးရင်ဒုတိယမြောက်အထိတက်လာခဲ့ပြီးထိုင်းနိုင်ငံရဲ့နိုင်ငံခြားခီးသည်တွေကိုပါဆွဲဆောင်နိုင်တဲ့အထိတိုးတက်လာတာကြောင့်ထိုင်းနိုင်ငံနဲ့ပါအပြိုင်ဖိုက်လာတဲ့နိုင်ငံပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်မြေပြင်အတီးဖြစ်ခဲ့တဲ့ဒီနိုင်ငံကဘာလို့များဒီလောက်ထိ တိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်လာရတာလဲဘယ်အရာတွေကသူ့ကိုဒီလောက်ထိ တိုးတက်လာစေတာလဲဆိုတာကိုသိရဖို့ဗီဒီယိုလေးထဲမှာကြည့်လိုက်ရအောင်နော် ဗီယက်နမ်နိုင်ငံကရှေးခေတ်လက်ထက်ထဲကနေတောင်ပိုင်းနဲ့မြောက်ပိုင်းဖြစ်ခွဲခြားခံခဲ့ရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံရဲ့တမိုင်းတစ်လျှောက်မှာလည်းကိုလိုနီလက်အောက်ခံဖြစ်ခဲ့ပြီးပြည်ရင်းပြည်ပစစ်ပွဲတွေနဲ့အပြည့်ဖြစ်နေကြတာပါ။1985ခုနှစ်မှာတော့စစ်ပွဲတွေအပြီးသက်ပြီးတဲ့နောက်မှာအမျိုးသားပြန်လည်တိဆောက်ရေးနဲ့စီးပွားရေးတိုးတက်ရေးအတွက်စီမံကိန်းတစ်ခုလုံးအနေနဲ့ပြန်လည်စဉ်းစားဖို့အချိန်တန်ခဲ့ပြီလို့အတိအကျရခဲ့ကြရပဲဖြစ်ပါတယ်။ စစ်နောက်ပိုင်းကာလတွေမှာတော့ဗီယက်နမ်နိုင်ငံအတွက်တိတ်ဆိတ်ခတ်ခဲ့တဲ့ခေတ်တစ်ခုဖြစ်ခဲ့ရပါတယ်။စီးပွားရေးကျဆင်းမှုတွေလူမှုစင်ရဲမွဲတေမှုတွေကနိုင်ငံရဲ့အနာဂတ်အတွက်တော့မျှော်လင့်ရမယ့်နိုင်ငံတစ်ခုဖြစ်နေသတ်မှတ်ထားခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့1986ခုနှစ်မှာတော့စီးပွားရေးပြုပြင်ပြောင်းလဲမှုကြီးတစ်ခုကိုစတင်အကောင့်ထည့်ဖော်ခဲ့ပြီးတော့ဒီပြောင်းလဲမှုကနေဗီယက်နမ်နိုင်ငံအတွက်အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ အရင်အားဆိုရင်နိုင်ငံရဲ့အုပ်ချုပ်မှုအပေါ်မှာအခြေခံပြီးတယောက်မှကိုယ်ပိုင်လုပ်ငန်းဖွင့်ခွင့်မရှိတဲ့စနစ်ကနေနောက်ဆုံးမှာတော့ဈေးကွက်စနစ်ပေါ်အခြေခံတဲ့ကိုယ်ပိုင်လုပ်ငန်းဖွင့်လှစ်မှုတွေအတွက်လမ်းဖွင့်ပေးခဲ့ပါတယ်ဒါကြောင့်ပဲနိုင်ငံခြားယင်းဒီမြုံနှံမှုများစွာစတင်ဝင်ရောက်ခဲ့ပြီးတော့နိုင်ငံရဲ့စီးပွားရေးကိုမြ мян ဆက်ဆက်မဲ့ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ဒီနေ့ခေတ်မှာတော့ဗီယက်နမ်နိုင်ငံကနီးပညာနဲ့ innovation အခန်းကဏ္ဍတွေမှာဆိုရင်ထင်ရှားတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီးတော့ဟိုချီမင်းစီးတီးနဲ့ဟန်နွိုင်းမြို့တွေမှာဆိုရင်နီးပညာလုပ်ငန်းတွေ step up လုပ်ငန်းတွေနဲ့ co-working space တွေအများကြီးဖြစ်လာနေပြီပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံလူဦးရေရဲ့အများစုကအသက်30အောက်လူငယ်တွေဖြစ်ကြပြီးတော့ပညာရေးစနစ်မှာဆိုရင်လည်း STEM ဆိုတဲ့ Science, Technology, Engineering နဲ့ Math သင်ခန်းစာတွေကိုဦးစားပေးသင်ကြားခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါအပြင်အင်္ဂလိပ်စာကျွမ်းကျင်တဲ့လူငယ်ပေါင်းများစွာရှိတဲ့အတွက် Google, Intel, Samsung တို့လိုနိုင်ငံတကာကုမ္ပဏီကြီးတွေနဲ့ပူးပေါင်းလုပ်ကိုင်နိုင်တဲ့စွမ်းရည်တွေရှိခဲ့ပြီးတော့နိုင်ငံခြားစီးပွားရေးတွေလည်းအများအပြားဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ E-commerce ကဏ္ဍမှာဆိုရင်လည်း Vietnam နိုင်ငံကအရှိတောင်အာရှထဲမှာရှိတဲ့ထိုင်းနိုင်ငံနဲ့အပြိုင်တဟုန်တိုးတိုးတက်လာတဲ့ဈေးကွက်ဖြစ်လာနေပြီပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့လူအများစုအား Shopee, Tiki.vn, Lazada တို့ကနေ online ဝယ်ယူမှုတွေကိုနိုင်စင်ဘွားဖြစ်အောင်လို့သုံးစွဲနေကြရပဲဖြစ်ပါတယ်။ဒီလိုဖြစ်လာနိုင်တာကလည်းပို့ဆောင်ရေးအခြေခံအုတ်မြစ်တည်ရှိမှုတွေနီးပညာမြင့်တင်မှုတွေနဲ့လုံသားစေနှုန်းငိမ့်ပါမှုတွေကြောင့်ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံထဲကနေထွက်ပြေးလာကြတဲ့ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကလည်းဗီယက်နမ်နိုင်ငံကိုတဖြည်းဖြည်းပြောင်းရွှေ့လာကြတာကြောင့်အလုပ်ကံအခွင့်အလမ်းတွေစီးပွားရေးအခွင့်အလမ်းတွေကလည်းတစားထက်တစားတိုးတက်လာတာပဲဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံရဲ့အစိုးရကလည်းလူငယ်တွေအတွက် Startup Accelerator Program တွေ၊ Coding Bootcamp တွေနဲ့ပြည်ပဆိုင်ရာစုချင်းငွေတွေကိုပေးအပ်ပြီးတိုင်းပြည်အတွင်းမှာစွန့်ဦးတီထွင်သူအများပြားဖွံ့ဖြိုးလာစေဖို့အတွက်ပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်အခုချိန်မှာတော့ဗီယက်နမ်နိုင်ငံကအာဆီယံနိုင်ငံတွေထဲမှာနီးပညာအင်အားအပြည့်ရှိတဲ့နိုင်ငံတစ်ခုဖြစ်နေအသိမှတ်ပြုခံထားရပြီးတော့အနာဂတ်မှာလည်းတောင်အာရှနီးပညာမျိုးတော်တစ်ခုဖြစ်နေဆက်လက်တိုးတက်မယ်လို့ခန့်မှန်းထားကြပဲဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံရဲ့အောင်မြင်မှုကတော့တခြားနိုင်ငံတွေအတွက်လည်းသင်ခန်းစာယူစရာ ဖြစ်ပြီးတော့အရေးကြီးဆုံးကတော့အရှုပ်ရှင်းစစ်ပွဲတွေတခြားကိုဖျက်ချော်ခဲ့ပြီးတော့ပြောင်းလဲမှုကိုလှုံ့ဆော်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်အောင်ပြုလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ အခုပြောပြပေးသွားခဲ့တာတွေကတော့အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးနီးပညာနဲ့ကုန်သွယ်ရေးအဘက်ဘက်ကနေတိုးတက်လာတဲ့ဗီယက်နမ်နိုင်ငံအကြောင်းပဲဖြစ်ပါတယ်။အခုလို့ဘ ഹു တုဒရရစရာအကြောင်းအရာလေးတွေကိုသိကျင်နေဆိုရင်တော့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။